စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့အင်အားအလုံးအရင်းနဲ့ဖဲခုတ်ရှစ်ဖက်ချမ်းကရေပူကြေးရွာဖက်ကိုဇွန်လ၂ရက်နေ့မှာစစ်ကြောင်းထိုးလာခဲ့ပြီးရေပူကြေးရွာအတွင်မှာပဲတပ်ဆွဲထားခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းဟာမနေ့ကဇွန်လ၈ရက်နေ့ညနေပိုင်းမှာတော့တောင်ပို့ွယ်ကြေးရွာဖက်ကိုဆက်လက်စစ်ကြောင်းထိုးလာတာကြောင့်ဆောင်းနန်းခဲနဲ့လွယ်ပေါ်ကြေးရွာတို့မနေ့ကညမှာပဲညတွင်ချင်းထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဒေသခံတအူးကတော့အဲ့ဒီစစ်ကြောင်းဟာ ပေါင်ပုတ်ကွဲခြေရွာထဲကိုရောက်ရှိနေပြီဖြစ်တယ်လို့ကန်ဒရဝတီ time ကိုပြောပါရယ်မနေ့ကညနေပိုင်းမှာတော့စစ်ကောင်စီဘက်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီးတော်လရင်ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါရယ်ပြီးခဲ့တဲ့ဇွန်လ၂ရက်နေ့မနေ့ပိုင်းမှာအဲ့ဒီစစ်ကြောင်းကြောင့်ခြေရွာ၃ရွာကဒေသခံတွေဟာလည်းညတွင်ချင်းထွက်ပြေးတန်းရှောင်ခဲ့ရပါရယ်ဇွန်လ၆ရက်နေ့မနေ့ပိုင်းမှာတော့ဖဲခုတ်ရှစ်ဖက်ချမ်းမှာရှိတဲ့ခြေရွာတွေကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်အသက်၁၉နှစ်အရွယ်ကျောင်းသားတို့အသက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။